ခုဒီလိုလာဖို့လေမော်တက်ဖို့အတွက်တဆီနေတဲ့အချိန်မှရင်းကိုကိုယ့်ရဲ့ဒီလေမော်မှာရှိတဲ့ပရိသတ်တွေကိုယ့်ချစ်တဲ့လူတွေရဲ့ welcome လုပ်တဲ့ပုံဒီမျက်လုံးထဲမှာကိုယ့်ကြည့်တဲ့အချစ်တွေအဲ့ဒါတွေမြင်လိုက်တဲ့အချိန်မှာအရန်ကို very appreciated over one ဖြစ်ရတယ်ပြန်လာဖို့လည်းအရန်အားရှိသွားတယ်ပုံမှန်ကကလေးတွေခွေးတွေမိသားစုနဲ့တူတူရှိပြီးအေးအေးဆေးဆေးနေရတယ်ဆိုပေမဲ့ အရန်ကြာလာတဲ့အခါမှာဒီလိုမျိုးဟိုမိတ်ဆွေတငယ်ချင်းတွေဒီ business တွေနဲ့အတွေ့အဆုံမရှိတော့ lonely ဖြစ်လာတယ်။ဆိုတော့ဒီလိုမျိုးပြန်ပြီးတော့အာတွေ့ဆုံရတဲ့အချိန်မှာအရန်ကို I feel connected ဒီ networking ကိုလည်းမပြန်လုပ်ချင်တယ်ဆိုတော့အခုဒီရောက်တာအရန်ကိုဝမ်းသာပါတယ်။နှွေးနှွေးထွေးထွေးနဲ့ welcome လုပ်တာဒီအချစ်တွေကိုခံစားရတယ် ၄နှစ်အတွင်းမှာဒါပထမဆုံးပြန်ရောက်တာပေါ့နော်အမကလေးလဲဟိုမှာ full time mommy လုပ်နေတာဆိုတော့ဒီစီးပွားရေးတွေကိုယ့်ရဲ့လုပ်ငန်းဟိုအစားပြစ်ထားပြီးတော့နိုင်ငံနဲ့အဆက်အသွယ်ပြတ်နေတာ၄နှစ်လောက်ရှိပါပြီအခုပြန်ရောက်တာတော့၂ရက်ပဲရှိသေးတယ်ဟုတ်အာအမကလေးနဲ့ covid ကာလမှာနည်းနည်းခွဲနေလိုက်ရတယ်ဆိုတော့ Australia နေ Australia သွားဖို့ကြတော့လဲအရန်ကိုဝေးတယ် time difference ကလည်းနည်းနည်းခြားတော့အမ မြန်မာနိုင်ငံနဲ့အနီးဆုံးနေရာကိုရွေးလိုက်တယ်။ရွေးလိုက်တဲ့အခါမှာအမနေချင်တာကဒီ traffic တွေနဲ့မြို့ကြီးပြကြီးမဟုတ်ဘူး။တကယ်ကိုကျွန်းလေးမှာအေးအေးဆေးဆေးခလေးတွေခွေးတွေနဲ့အတူနေချင်တာဆိုတော့ traffic light တောင်မရှိတဲ့ကျွန်းတေးတေးလေးတစ်ခုအမရွေးလိုက်တယ်။ဆိုအဲ့မှာ international school ကောင်းကောင်းလဲရှိတော့အမခလေးကိုကြောင်းထားရင်းနဲ့ဒါအဓိကတော့ခလေးနဲ့သူ့ရဲ့ teenage year တွေမှာရင်နဲ့မကွာတကယ်အချိန်ဖြုံးမှုအတွက်သွားတာဆိုတော့အမ ကျန်တဲ့အရာတွေအမအမျိုးသားနဲ့လုပ်ငန်းတွေကိုလွှတ်ထားခဲ့တယ်။အဲ့တော့အာရန်ကုန်လည်းမပြန်ပြုတ်ဘူးဆိုတာကလေးတွေလည်းဒီကိုဝင်လာဖို့ခေါ်ဖို့ကမလွယ်ဘူးဆိုတော့အမဟိုမှာပဲနေပြစ်တယ်။အခုကလေးက15နှစ်ပြည့်တော့ဟိုဘက်မှာကျောင်းလဲတက်လို့မရတော့ဩစတြေးလျမှာကျောင်းဆက်တက်ရမှာဆိုတော့ဩစတြေးလျသွားပြီ။အမလည်းဟိုမှာကလေးထိန်းဖို့လဲအာ full time mommy အလုပ်ကလည်းပြီးသွားပြီဆိုတော့ဒီဘက်မှာ full time business woman modeling ဒီ promotion အလုပ်တွေပြန်လုပ်ဖို့ဒီဘက်ကိုပထမဆုံးပြန်လာတာပေါ့နော်ပွဲတက်တဲ့အချိန်မှာအမပန်းစီလဲဒီမှာစင်ပေါ်မှာတက်ပြီးတော့ယူရတယ်ပြီးတော့ခဲကျိုးကိုလည်းတကယ်ကိုလူကြီးတွေနဲ့အတူဖြတ်ပြီးတော့ဟိုကိုတကယ်အလေးထားပြီးတော့ဖိတ်ကြားတဲ့အတွက်ရန်ကိုဝမ်းသာပါတယ်ဂုံလဲဂုံယူတယ်ပြီးတော့အမဟိုအရင်တော့လုပ်ခဲ့တဲ့ဒီလုပ်ငန်းရှင်တွေ product အဟောင်းတွေဒီလူတွေနဲ့ပြန်ပြီးတော့တွေ့ဆုံရတာရန်ကို overwhelming ဖြစ်တယ် ုံမှာကလေးတွေခွေးတွေမိသားစုနဲ့တူတူရှိပြီးအေးအေးဆေးဆေးနေရတယ်ဆိုပေမဲ့အရန်ကြာလာတဲ့အခါမှာဒီလိုမျိုးဟိုမိတ်ဆွေတွေတငယ်ချင်းတွေဒီ business တွေနဲ့အတွေ့အဆုံမရှိတော့ lonely ဖြစ်လာတယ်ဆိုတော့ဒီလိုမျိုးပြန်ပြီးတော့အတွေ့အဆုံရတဲ့အချိန်မှာအရန်ကို I feel connected ဒီ networking ကိုလည်းအမပြန်လုပ်ချင်တယ်ဆိုတော့အခုဒီရောက်တာအရန်ကိုဝမ်းသာပါတယ်နှွေးနှွေးထွေးထွေးနဲ့ welcome လုပ်တာဒီအချစ်တွေကိုခံစားရတယ် ပမာအဲမိသားစုရှိတယ်ဆိုပေမဲ့ lonely ဖြစ်တာပေါ့နော်မိဘဆွေမျိုးမရှိဒီငငယ်တွေကမိတ်ဆွေတငယ်ချင်းတွေမရှိပြီးတော့ကိုနဲ့အများအတူတူအလုပ်တွဲလုပ်နေတဲ့လုပ်ငန်းရှင်တွေလူတွေမရှိဘူးဆိုတော့ဧည့်သည်လာရင်မျောရတယ်ကျွန်းကိုလာမဲ့ဧည့်သည်လာမှပဲကို့မှာဝမ်းသာအားရခုဒီကိုလာဖို့လေမော်တက်ဖို့အတွက်တက်စီနေတဲ့အချိန်မှရင်ကိုကို့ရဲ့ဒီလေမော်မှာရှိတဲ့ပရိတ်သတ်တွေ ိုယ်ချစ်တဲ့လူတွေရဲ့ welcome လုပ်တဲ့ပုံဒီမျက်လုံးထဲမှာကိုယ်ကြည့်တဲ့အချစ်တွေအဲ့ဒါတွေမြင်လိုက်တဲ့အချိန်မှာအရန်ကို very appreciated over one ဖြစ်ရတယ်ပြန်လာဖို့လည်းအရန်အားရှိသွားတယ်အမရုံးကိုရောက်တဲ့အချိန်မှာလည်းရုံးကကလေးတွေကအလုတ်တာအမရဲ့လုပ်ငန်းမှာလုပ်နေတာအမနဲ့တခါမှမတွေ့ဘူးကြဘူးအဲ့တော့ဒီကလေးတွေနဲ့တွေ့ရတဲ့အချိန်မှာလည်းအရန်ကိုဟိုမျက်ရည်တောင်ကြတယ်ဟွမ်းသာတာထွက်သွားပြီးအခုပြန်လာတဲ့အချိန်မှာတကယ် modeling ရဲ့ ထိတ်ဆုံးနေရ influencer တွေရဲ့ထိတ်ဆုံးနေရမှာမတို့မွေးထုတ်ပေးခဲ့တယ်ပေါ့ model academy ကကလေးတွေကလုံးဝနေရယူထားတာတွေ့တဲ့အချိန်မှာအရန်ကိုကုန်ယူတယ်ဒါ PT လည်းဖြစ်ရတယ်ပြီးတော့အမနဲ့ဇင်အောင်လည်းဒီနောက်ထပ်လာမဲ့ model academy ပွဲမှာဒီထက်ပိုပြီးတော့စိတ်လှုပ်ရှားစရာကောင်းအောင်ပိုပြီးတော့ကျေပြန့်ပြီးပိုပြီးတော့ခက်ခဲတဲ့ challenge တွေနဲ့လုတ်သွားမယ်လို့အမကြားထားတယ်ဆိုတော့နောက်နှစ်မှာရိုက်မဲ့ model academy လည်းအမစိတ်လှုပ်ရှားစွာနဲ့စောင့်နေပါတယ် ။မမတို့က Model Academy ရိုက်နေတဲ့ဒီကလေးတွေနဲ့ကအရန်ကိုဒီလိုမျိုးရင်းရင်းနှီးနှီးနဲ့အဲတယောက်ကိုတယောက်ဆရာတပည့်လို့ပေါ့နော်။ကင်မရာပေါ်မှာကတော့မမတို့ကပြောစရာရှိတာပြောရမယ်။ဒီအမုန်းခံစရာရှိရင်လည်းခံရမှာဆိုတော့ကလေးတွေကလည်းအဲ့တည်းကနားလေတယ်။ဒါမဲ့သူတို့အခုအချိန်ကြာမှသူတို့အခွင့်အရေးရတဲ့အချိန်ကြာမှထုတ်ပြောကြတာဖြစ်ပါလိမ့်မယ်။မမတို့ဒီလိုမျိုးအာ model academy ရိုက်နေတဲ့အချိန်တည်းကကလေးတွေနဲ့ရင်းရင်းနှီးနှီးဒီလိုဝမ်းသာပီတိဖြစ်ခဲ့ရတာ အခုအခုမှပဲကင်မရာပေါ်မှာဒါအားလုံးပရိသတ်ကကြားရတာပေါ့နော်အမဒီလင်းချစ်စာအတွင်းမှာဟိုဟိုမှာကလေးတွေနဲ့နေရဆိုပေမဲ့ဒီတိုင်းတော့ time နေပါဘူးအမရဲ့နောက်ထပ်သွားချင်တဲ့လမ်းကြောင်းကအသက်ရှည်ကျန်းမာခြင်းပေါ့နော်ဒီအရင်တော့တော့အလှအပနဲ့ fitness ကိုပဲမှအအဓိကထားပြီးတော့လုပ်ခဲ့တယ်အခုနောက်ပိုင်းမှာတည်လာတာကကြတော့ fitness တစ်ခုတည်းနဲ့လည်းမလုံလောက်ဘူး အလှအပတွေလုပ်နေုံနဲ့လည်းမလုံလောက်ဘူးအမတို့တကယ်ကြီးကိုကျမ်းမာပြီးတော့အသက်ဟိုးအကြီးကြီးအထီကိုတကယ်တတလလက်ဖြက်ဖြက်လက်လက်နဲ့ငငယ်ရောကလိုမျိုး အတွင်းထဲကနေ cell dye cell dye ကအစကျမ်းမာပြီးတော့ရှင်သန်နေဖို့အတွက်ကြတော့ lifestyle တစ်ခုလုံးကိုအမတို့ခယူးဆိုင်မှာရရပါတယ်အဲ့တော့ဒီအရာလေးတွေအမလေးလာထားသမျှတွေကိုပြန်ပြီးတော့မျှဝေပေးဖို့အတွက်အစီအစဉ်ရှိပါတယ်ဒါအဓိကအမပြန်လာခြင်းအကြောင်းရလဲဒီ longevity အသက်ရှည်ကျန်းမာခြင်းနဲ့ပတ်သက်ပြီးတော့အမရဲ့လေးလာထားတဲ့အသည့်တွေဒီတတ်နိုင်သလောက်ဒီဟာနဲ့ပတ်သက်တဲ့ product တွေ services တွေကိုမိတ်ဆက်ပေးခြင်းတာအဓိကပါအမပြည့်တတ်ကြီးကိုပြောခြင်းတာကတော့ပြန်လာတဲ့အချိန်မှာ welcome လုပ်တဲ့အချစ်တွေနဲ့မျက်လုံးတွေက welcome အချက်တွေမှအရန်ကိုဝမ်းသာပီတိ ချစ်ရပါတယ်။အရန်လဲပျော်ရွှင်ရပါတယ်။ပြီးတော့ဒီထက်မကခဏခဏပြန်လာဖို့လည်းအစီအစဉ်နေရှိပါတယ်။